ပါအထုတ်ခြင်းဘယ်တရားအထုတ်ခြင်းတက်နိုင်သမျှတို့သူတော်စင်မယားတရားကိုလည်းရွေးချယ်ပြီးတော့အထုတ်ပေါ့တရားကနှစ်မျိုးရှိတယ်သမထနဲ့ဝိပဿနာပြောကြည့်ပါသမထနဲ့ဝိပဿနာသမထနဲ့တင်အာရတင့်တယ်ပြီးတော့မနေလင်းနဲ့သမထရဲ့နောက်ဆုံးပန်းနိုင်ပြီးဇံရခြင်းနဲ့ဆုံးသက်တယ်ဘာနဲ့ဆုံးသက်ဇံရခြင်းနဲ့ဆုံးသက်တယ် တမထကြီးကစနစ်တွေလည်းများတယ်ဗုဒ္ဓမပေါ်ခင်ကတည်းကတမထစနစ်တွေမရှိဘူးလားတမထစနစ်တွေရှိတယ်ဟောတာတို့သူတော်စင်တို့ခုဖရာဘုံတရားဘုံတန်ခါဘုံတွေဖရာပေါ်လာတော့အောင်းမိတ်လို့မရဘူးလားအဲ့ဒါမျိုးတွေအောင်းမိတ်မယ်ဆင်ញင်မယ်ကိုယ့်ရဲ့သီလတကုံကိုအောင်းမိတ်ဆင်ញင်မယ်အဲ့ဒါမျိုးလေးနဲ့နေနေရင်လည်းပဲတို့သူတော်စင်တို့ရဲ့စိတ်တွေတဖြည်းဖြည်းနဲ့ concentration အားတွေမြင့်မြင့်တက်လာပြီးတော့ဇံအဆင့်တွေထိရောက်တာမရှိဘူးလား အဲ့ဒါကသမထရဲ့စနစ်ဒါဒီဖရာမပေါ်ခင်ကလေးကရှိတယ်အဲ့လိုဆိုတော့တို့ကဖရာပေါ်နေတဲ့ခစ်ထဲမှာလူဖြစ်ကြရတဲ့ပုံကိုယ်တွေဆိုတော့တူအောင်တန်အောင်ဝိပဿနာ အထုတ်တာပိုကောင်းတယ်ဘာအထုတ်တာဝိပဿနာအထုတ်တာပိုကောင်းတယ်ဒီနေရာမှာအထုတ်ပုံလေးတွေတော့အမျိုးမျိုးပေါ့တချို့ကဝိပဿနာကိုဒါလိုက်တန်းပြီးတော့အထုတ်တယ်သမထကိုအခြေမခံဘာကိုအခြေမခံ တမထဝအခြေခံကသွားပြီးတော့ဝိပဿနာကူးတာမဟုတ်ဘဲနဲ့ဝိပဿနာကိုတန်းပြီးတော့အာထုတ်တယ်။တမာတိရှိရင်တော့ကိစ္စမရှိ။တမာတိမရှိရင်အဲ့ဒီပုဂ္ဂိုလ်ဒီတရားရဖို့ရမခဲရင်မလား။ခဲရင်တယ်။နောက်တစ်မျိုးကကျတော့တမထကိုအခြေခံပြီးတော့ဝိပဿနာကိုအာထုတ်တာပြောကြည့်ပေါ့။တမထကိုအခြေခံပြီးတော့ဝိပဿနာကိုအာထုတ်တာ။တမထကိုအကောင်းဆုံးဖြစ်အောင်နော်။ထိမ့်နိုင်သိမ့်နိုင် တည်ကြည်တဲ့စိတ်မျိုးကိုရအောင်ရင်သုံးလမ်းပေးလိုက်တာမရှိဘူးလားနမူနာအားဖြင့်ကြည့်ရင်အခုဖောက်အောင်ဆရာတော်ကြီးဆိုရင်အဲ့ဒီပုံစံတိုင်းနော်လေ့ကျင့်ခံပေးတယ်ထိုင်ဆိုရင်လည်းလွတ်လွတ်လပ်လပ်ပဲထိုင်ခိုင်းတယ်တမာရိရမရဘူးတရားသိကြည့်လိုက်တာနဲ့အဲ့ဒီပုဂ္ဂိုလ်ရဲ့အနေထားတွေမသိဘူးလားလွတ်လွတ်လပ်လပ်နာယီတတ်မှတ်ပေးလိုက်တယ်အဲ့ဒါထိုင်ကြည့်ထိုင်ပြီးတော့တမာရိအားတွေကောင်းမကောင်းကိုယ်ကိုယ်တိုင်းလည်းမသိဘူးလားတမာရိအားကောင်းတယ်ဆိုတာအာယုန်တွေသိမ့်မပြန့်တော့တာဘာတွေမပြန့်တော့တာ အာယုံတွေမပြန့်တော့တာချထားတဲ့အာယုံတစ်ခုပေါ်မှာတည်ပြီးတော့နေနိုင်ရင်အဲ့ဒါဘာကောင်းသွားတာသမာဓိအားကောင်းသွားတာပြောကြည့်ပါဦးဘာအားအဲ့ဒီတမာရီအားကောင်းကောင်းနဲ့ဝိပဿနာကိုကျင်ပြီးတော့ရှုမှတ်လိုက်ရင်အဲ့ဒီပုဂ္ဂိုလ်ဒီအရိယာမတ်ဖို့ဒီမရနိုင်ဘူးလားရနိုင်တယ်အဲ့ဒါကစနစ်နှမျိုးပေါ့တမထမပါဘဲနဲ့ဝိပဿနာတည်တံ့အထောက်တာ နောက်တစ်ခုကသမထကို အခြေခံဝိပဿနာကိုအာထုတ်တာဘယ်နှမျိုးလဲနှမျိုးကိုနဲ့တင့်တော်တဲ့အတိုင်းအာထုတ်လို့မရဘူးလားအဲ့ဒါတရားအာထုတ်ခြင်းအဲ့ဒါဒီသမာဓိလဲရတယ်ဉာဏ်ပညာလဲထက်မြက်တယ်ဘဝဘဝမှာလည်းပဲအောက်ကျဖို့ရလမ်းမရှိဘူးဟုတ်တယ်မဟုတ်လားအဲ့ဒါကြောင့်ဘယ်နှမျိုးရ သုံးမျိုးရဘေကံစွန့်ကြဲခြင်းသီလဆောက်တည်ခြင်းတရားအာထုတ်ခြင်း နောက်တစ်ခုကကြည်သူတို့ကိုယုတ်တိလေးစားခြင်းတဲ့ပါလေးစားခြင်းအေးကြည်သူတို့ကိုယုတ်တိလေးစားခြင်းဆိုတော့ကိုယ့်ရဲ့အသက်အရွယ်ကြီးကြတဲ့ပုဂ္ဂိုလ်တွေမရှိဘူးလားအေးကိုယ့်ရဲ့အသက်အရွယ်ကြီးကြတဲ့ပုဂ္ဂိုလ်တွေကိုယ့်ရဲ့ဆရာသမားတွေမရှိဘူးလားအေးလောကမှာနေတဲ့ခိုက်တံတို့တို့ဆင်မြတ်တံဝေကားတွေယူဖို့လဲတော်တော်ကောင်းတယ်ပေါ့နော်ကိုယ့်အစင်းတို့ရဲ့ရှိကဆရာတော်ကြီးတွေမရှိဘူးလားအေးအသက်အရွယ်ကြီးသွားကြတဲ့အခါကျတော့ နော်ယောဂဝေဒနာတွေရကြငယ်တုန်းကတော့ဘာသာရေးနဲ့ပတ်သက်ပြီးတော့အများကြီးလုပ်ခဲ့တာတွေမရှိဘူးလားခုနမူနာအဖြစ်ကြည့်ရင်ခုနကတော့ဥစဉ်တို့တရားဝဲကျင်းပတဲ့နန်းကနော်ပေါင်းမြိုင်တိုက်ဘာတိုက်လဲအဲပေါင်းမြိုင်တိုက်မှာထဲထဲကဆရာတော်ကြီးရှိတယ်ဟုတ်လားနော်ဆရာတော်ကြီးဒီဘာသာရေးနဲ့ပတ်သက်လို့စာပေနဲ့ပတ်သက်လို့တကယ် great ပဲနော်ဆရာတော်အခုကျမ်းမာကြီးကလည်းအသက်တော်80ကျော်တော့ ဒါကိုစာကခြားတော့မရှိသေးတာအဲဟိုတလောကမှာဒါဆရာတော်လေးဖြတ်တယ်လို့ဖြစ်သွားပြီတော့ဒါကုသေယုံမှာနော်ရောက်နေတယ်ဒီလိုဆရာတော်ကြီးတွေကျတော့နှမျောဖို့တော်တော်ကောင်းတယ်နော်ဘာသာအတွက်ပဲစိတ်တွေကိုအကုန်လုံးမြုပ်ထားလိုက်ပြီးတော့သူ့ရဲ့တပည့်တွေအတွက်ပဲအကုန်လုံးကြည်ကြတယ်မန္တလေးမြို့မှာစာအဆင့်တော်တော်မြင့်မြင့်ကြီးလိုက်ပူးတဲ့ဘုန်းကြီးရန်မှန်ရင်ဆရာတော်ကြီးရဲ့တပည့်မဖြစ်ဘူးသူ မရှိဘူးပေါ့နော် ဒါဥစဉ်လို့လည်းပဲသัจတရန်နေရောက်တော့ဆရာတော်ကြီးဒီမှာသွားပြီးတော့စာလိုက်ခုတယ်ဆေးရုံကိုသွားပြီးတော့ဆရာတော်ကြီးသွားပြီးမေးတယ်ပုံကြည့်လိုက်တယ်နော်ဒီတိုင်းပဲပက်လက်လန်ပြီးတော့နော်အသက်ကိုတော်တော်ပြင်းပြင်းကြီးကိုအဲ့ဒါရှူးနေအောက်ဆီဂျင်နေနဲ့နော်အထူးကန်းထဲမှာဒါဆေးရုံကြီးမှာအဲ့ဒါမျိုးသွားပြီးတော့တွေ့လိုက်တော့ဘာလဲလို့ပြောရင်လုပ်ငန်းတွေဟာငေရုံးမှာကြာကြာနာနာလှုပ်ထားဖို့လိုတယ်ဘာလဲ ငယ်တုန်းမှဘာသာရေးနဲ့ပတ်သက်တဲ့လုပ်ငန်းစီးပွားရေးလုပ်မဲ့လူကလည်းစီးပွားရေးလုပ်ငန်းကြကြနန္နာလုပ်ဖို့လိုတယ်အသက်ရွယ်ကြီးလာရင်အဲ့ဒါမျိုးအရွယ်ကို ရောက်သွားလို့ရှိရင်လွယ်သေးလားမလွယ်တော့ဘူးအဲ့ဒီအချိန်မှာနော်ကိုလှုပ်ထားတဲ့ကုသိုလ်တရားတွေကိုပြန်ပြီးတော့ဆင်ញင်ဖို့ပဲရတော့လားအရွယ်ကြီးသွားတော့ဒီလမ်းကိုလူတိုင်းလူတိုင်းမလိုက်ရဘူးလားလိုက်ရမှာဆိုတာတန်ဝေက ဖြစ်เสีย အဲ့ဒါနဲ့နောက်တစ်ပါးဆရာတော်ကြီးပေါ့နော်ဒါဦးဇင်းတို့ကို စာချပေးခဲ့တယ်တရားဤတိုက်ကဆရာတော်ကြီးဤဆရာတော်ကြီးလည်းပဲခုကတော့ဘုတလောကမှာတိတ်မကြားသေးဘူးပေါ့ဒါဦးဇင်းတို့မရောက်သေးဘူးငကုလုံးကပါရသီကံခြာကရာပို့ချခဲ့တယ်ဆရာတော်ကြီးအရှင်ပြညောပါတာဘိဝန္တာတဲ့ဆရာတော်ကအမြဲတမ်းကုန်းငုံငုံထားတာရှိတယ်နော်အဲ့ဒါမျိုးငုံငုံစာချတော့ကလည်းပဲအဲ့ဒါဘုန်းကြီးကိုချစ်သနိုးနဲ့တော်တော်များများ ေါ်ကြတယ်ဘပညောဘပညောလို့ပဲခေါ်တယ်ဟုတ်လားဘုန်းကြီးဥပညောဘာသာလို့အပြည့်စုံမခေါ်ကြဘူးအဲ့ဒါသူ့ကိုအဘအဘနဲ့ပဲတော်တော်များများဘပညောလို့ခေါ်တာခုဆရာတော်ဘာဖြစ်သွားတော့ဆိုတော့ဒီကွန်းကအမြဲတမ်းငုံတာဖြစ်တဲ့အတွက်ကြောင့်နဘေးမှာကင်းစားစဖြစ်တာနော်ဖြစ်ပြီးတော့အဲ့ဒါကိုခု w i ပြီးတော့နည်းနည်းနော်လီးရတယ်လို့ပြောတာပဲအဲ့ဒီကနေပြီးတော့ကင်းစားထဲထဲမှာဆဲတွေလည်းနည်းနည်းသွားနေတော့ ဒါဓာတ်ကင်တာခုစပြီးတော့လှုပ်ရတယ်နော်လှုပ်ရတယ်ဆိုတော့ဒီတိုင်းနဲ့ပြင်အဲ့ဒါဆရာတော်ခုပါဇက်ကမြူလို့သားလို့မရဘူးနှာခေါင်းကနေပြီးတော့ပိုက်သွင်းပြီးတော့လှုပ်ရတယ်တကယ်ဘိဝန္တဆရာတော်ကြီးအဲ့ဒါမျိုးရှေ့ကဆရာတော်ကြီးတွေကိုကြည့်ပြီးတော့နောက်ကပုဂ္ဂိုလ်များလုပ်ငန်းတွေများများလုပ်ဖို့သတိပေးနေတယ်လို့မဖြစ်ဘူးလားတို့သူတော်စင်များလဲလုပ်ငန်းတွေများများလုပ်ဖို့လိုတယ်ဆိုလိုချင်တာက ဖရာတော်ကြီးတွေကတော့သူတို့ဘဝသူတို့ရိခာအကုန်ထုတ်ပြီးသားတယ်ဟုတ်တယ်မဟုတ်လားအပြည့်စုံဘဝကိုသာသနာအတွက်မြှုပ်နှံပြီးတော့သူတို့ဘဝကရလာတဲ့လက်လာဘဝကိုလည်းသာသနာအတွက်အကုန်မြှုပ်နှံပြီးဒါမျိုးသွားကြတာမရှိဘူးလားအဲ့ဒါတွေကိုတို့ကသံဝေကယူပြီးတော့ကိုယ်လည်းပဲရှားထားတဲ့တွေကကိုယ်မျိုးဆက်တွေအတွက်ဘာလုပ်ပေးမလဲဒီလောကကြီးအတွက်ကောင်းအောင်ဘာလုပ်ပေးမလဲလောကကြီးဒုက္ခရောက်တဲ့နေရာမှာဘယ်လိုအကူအညီပေးမလဲဆိုတဲ့စိတ်ဓာတ်တွေနဲ့ လုပ်ငန်းတွေလုပ်ဖို့မလိုဘူးလားအေးအဲ့ဒါကိုယ့်ရဲ့ကြီးတဲ့ပုဂ္ဂိုလ်များကိုယူသေးလေးစားခြင်းဒီလည်းပဲအဲ့ဒါပါရကုသိုလ်ရတယ်အဲ့ဒါကြောင့်ဘယ်နှမျိုးရလဲခဲနောက်တစ်မျိုးက ဝေယဝိသလုပ်ခြင်းတဲ့ဘာလုပ်ခြင်းဖရာရဲ့ဝေယဝိသတရားရဲ့ဝေယဝိသသံဃာရဲ့ဝေယဝိသဝေယဝိသတွေမရှိဘူးလားအဲ့ဒီဝေယဝိသတွေမိဘရဲ့ဝေယဝိသဆရာသမားရဲ့ဝေယဝိသတက်နိုင်သမျှတို့သူတော်စင်များ စွန့်နိုင်တယ်မြတ်လှူထားအထူးအဖြင့်ကိုယ်အနီးနားမှာရှိနေတဲ့မိဘရဲ့ဝေယဝိစ္စပေါ့ဒီမိဘတွေအသက်ထင်ရှားရှိတုံးမှာကြွေးထားမွေးထားစောင့်ရှောက်ထားမလို့လားလို့တယ်ဒီတိုင်းပဲတို့သူတော်စင်များကဘာမှမလုပ်ဘဲနဲ့ပြစ်ထားလိုက်သေမြန်သွားရင်တာဝန်မကြီးတဲ့သာသမီဖြစ်နေကြံနေခဲ့လိမ့်မယ်ဆရာသမားတွေနဲ့ပတ်သက်လို့လေဒီတိုင်းပဲပေါ့ပြန်လဲပြုစုစောင့်ရှောက်မလုပ်ဘူးဆိုရင်တာဝန်မကြီးတဲ့တပည့်ဖြစ်နေကြံစရာမရှိဘူးလား အင်းအဲ့ဒါကြောင့်မို့ဝေယဝိစလှုပ်ခြင်းအဲ့ဒါကုသိုလ်မရဘူးလားရတယ်ကေဘယ်နှမျိုးရပါအဲပြန်ပြောကြည့်ရင်ပေကံစွန့်ကြဲခြင်းသီလဆောက်တည်ခြင်းတရားအားထုတ်ခြင်းဤသူတို့ကိုယုသေလေးစားခြင်းဝေယဝိစလှုပ်ခြင်းတဲ့ဘယ်နှမျိုးရအဲငါးမျိုးရနောက်တစ်ခုကကုသိုလ်လှုပ်ပြီးရင်မြတ်တမ်းပေးဝေခြင်းတဲ့ဘာလှုပ်ခြင်း ကုသိုလ်လုပ်ပြီး အမြတ်တမ်းပေးဝေခြင်းသာဓုခေါ်ခြင်းတဲ့ကဲဘယ်နှမျိုးကဲနောက်တစ်မျိုးကတရားနာကြခြင်းတဲ့ပါလို့ခြင်းတရားနာကြခြင်းတရားပွဲလည်းရှိရင်နာပေါ့တရားပွဲမရှိလည်းပဲတို့သူတော်စင်များစီရပြားတွေမရှိဘူးလားအဲ့ဒါတွေနဲ့များများနာပြီးတော့ကိုယ့်ဘဝကိုနေတတ်ထိုင်တတ်အောင်တရားနာထားသူနဲ့မနာသူပြီးဘုသူတ္တချင်းမတူဘူး တရားနာထားတဲ့ပုဂ္ဂိုလ်ကဘာသာရေးနဲ့ပတ်သက်လို့ဒီမိခေါင်းမိရှိတယ်။ဘယ်လိုဖြစ်ရင်ဒါဟာကုသိုလ်ဒီလိုဆိုရင်အကုသိုလ်ဒီလိုဆိုရင်ပါဒီလိုဆိုရင်ပါ ကိုကိုယ်တိုင်ဖြစ်လဲနားလဲတဲ့သူတို့ဘာလုံနေလဲနားမလဲဘူးလားလဲတယ်အဲ့ဒါကြောင့်တရားနာကြခြင်းဘာလို့ချင်းကဲဘယ်နှမျိုးရသွားကဲနောက်တစ်မျိုးသွားပြီးကြည့်တရားဟောကြခြင်းတဲ့ဘာလို့ချင်း တရားဟောကြားခြင်းတက်နိုင်လို့မရကိုသိတာလေးတွေပြန်ပြောလို့မရဘူးလားဟင်ကိုရဲ့မိတ်ဆွေတငယ်ချင်းပေါင်းတင်းကို ပြန်ပြီးတော့ပြောအဲ့ဒါဘာလို့တာလဲတရားဟောတာအဲ့ဒါမျိုးတရားဟောပြီးရင်လည်းပဲကုသိုလ်မရဘူးလားရကဲဘယ်နှမျိုးရကဲနောက်တစ်မျိုးကအမြင်အယူဖြောင့်မတ်ခြင်းတဲ့ဘာဖြောင့်မတ်ခြင်းအမြင်အယူဖြောင့်မတ်တယ်ဆိုတာကောင်းတာလုပ်ရင် ကောင်းကျိုးရတယ်မကောင်းတာလုပ်ရင် မကောင်းကျိုးရတယ် ဖြောင့်မြောက်မမှန်သီးပြီးတော့လောကမှာနေနေတဲ့ခိုက်တံကောင်းမှုလေးတွေညံ့များလုပ်ဖို့မလိုဘူးလားအဲ့ဒါမျိုးလေးလောကန်ဆောင်ရွက်နိုင်ရင် တို့သူတော်စင်များအမြင်အယူဖြောင့်မတ်တဲ့အတွက်ကြောင့်ဉာဏ်နဲ့ကုသိုလ်တွေလည်းရစရာအကြောင်းမရှိဘူးလားအဲ့ဒါကြောင့်ပေါင်းလိုက်ရင်ဘယ်နှမျိုးလဲ10မျိုးရှိတယ်ကဲပြန်ပြောကြည့်ပါဦးဘေကံစွန့်ကြဲခြင်းသီလဆောက်တည်ခြင်းတရားအားထုတ်ခြင်း ကျေသူတို့ကိုယုံသိလေးစားခြင်းလုပ်ခြင်းကုသိုလ်လုပ်ပြီးရင်မြတ်တမ်းပေးဝေခြင်းသာဓုခေါ်ခြင်းတရားနာကြခြင်းတရားဟောကြားခြင်းအမြင်အယူဖြောင့်မတ်ခြင်းတဲ့ဘယ်နှမျိုးအဲ့ဒီလုပ်ငန်းလေးတွေလှုပ်လာတဲ့ပုဂ္ဂိုလ်ဒီတဖြည်းဖြည်းနဲ့ဖျားဟောနဲ့လူနဲ့တစ်ထက်ထဲကြာလာလိမ့်မယ်တဲ့ဘာနဲ့ပါလဲ ဘုရားဟောနဲ့လူနဲ့တစ်ထက်တည်းကြာတာအဲ့ဒါမျိုးမဟုတ်ဘဲနဲ့စိတ်ကလွတ်ထမ်းလိုက်ရင်ဒုသူတော်စင်များကောင်းတာနဲ့မကောင်းတာဘာပိုးပြီးတော့ဖြစ်လဲမကောင်းတာတွေပိုးပြီးတော့ဖြစ်တတ်တယ်မကောင်းတာတွေဖြစ်ရင်ဘုရားရှင်ကိုရောမြတ်ရဲ့ဟောပြောချက်တွေနဲ့လွဲလာတာမရှိဘူးလားလွဲလာရင်ဘုရားပြောတဲ့ကောင်းကျိုးတွေနဲ့လည်းတဖြည်းဖြည်းနဲ့လွဲသွားမှသိကြတယ်အဲ့ဒါကြောင့်မို့ဒီလုပ်ငန်း၁၀မျိုးကိုကြိုးစားလိုက်ရင် တို့သူတော်စင်များသည်ဖယားရှင်ကိုရောမြဲနှစ်သက်တဲ့လုပ်ငန်းတွေကိုလုပ်ပြီးသားကြာသွားပါလိမ့်မယ်။ဘာနှစ်သက်တဲ့ဖယားရှင်ကိုရောမြဲနှစ်သက်တဲ့လုပ်ငန်းဘယ်နှမျိုးတယ်လဲ။လေးမျိုးရှိတယ်တဲ့။အဲ့ဒီလေးမျိုးနဲ့ဒါတဖြည်းဖြည်းနဲ့ညီသွားလိမ့်။အဲ့ဒါမျိုးညီရင်ပြစ်စုံပံမှလည်းပူဇော်မလို့ဘူး။နောင်တမလွန်ဘဝမှလည်းပူဇော်လို့ရလား။မလို့ဘူးအဲ့ဒါလုပ်ငန်း၄မျိုးရှိတယ်။ နံပါတ်၁ကအလိုနေခြင်းတဲ့ဘာနေခြင်းကြောက်ကြည့်ပါအောင်ဘာလို့ခြင်းအလိုနေခြင်းဆိုတာလောဘရဲ့ဆန့်ကျင်ဘက်ဘာရဲ့ဆန့်ကျင်ဘက်လောဘရဲ့ဆန့်ကျင်ဘက်လောဘသိကြီးတဲ့ပုဂ္ဂိုလ်ကတော့ရပြီးရင်ရခြင်းရင်အတောတက်တာမရှိတော့ဘူးနည်းနည်းရရင်များများရခြင်းနဲ့များများရရင်လည်းပိုပြီးတော့များများရခြင်းလာတာမရှိဘူးလား အဲ့ဒါမျိုးနဲ့သွားရင်တို့သူတော်စင်များတဖြည်းဖြည်းနဲ့လမ်းလွဲသွားစရာအကြောင်းမရှိဘူးလားအဲ့ဒါကြောင့်ဘုရားကဘလို့ပုဂ္ဂိုလ်ကိုနှစ်သက်တာအလိုနေတဲ့ပုဂ္ဂိုလ်ကိုနှစ်သက်တယ်တဲ့ပြောကြည့်ပါဦးအလိုနေတဲ့ပုဂ္ဂိုလ်ကိုနှစ်သက်တယ်အလိုနေတဲ့လောက်ရတဲ့ကိုနှစ်သက်တယ်အဲ့ဒါကြောင့်အလိုနေအောင်ကြိုးစားဖို့မလိုဘူးလားအဲနောက်နံပါတ်2ကရောင်ရဲလွယ်ခြင်းတဲ့ဘာလို့ခြင်း ရောက်ကြည့်ပါဦးဗါရလေရောင်ရဲလွယ်ခြင်းဒုသူတော်စင်များရှိတဲ့ပစ္စည်းနဲ့ရောင်ရဲတတ်ဖို့မလိုဘူးလားရှိတဲ့ပစ္စည်းနဲ့ဘဝကိုရောင်ရဲဖို့လိုတယ်မရှိဘဲနဲ့တွန်းပြီးတော့ကိုကလိုချင်တာတွေမရောင်ရဲနိုင်တာတွေများနေရင်မကောင်းမှုအကုသိုလ်တွေဖြစ်လာပြရမရှိဘူးလားရှိတယ်ကိုရှိတဲ့ပစ္စည်းလေးနဲ့တတ်တတ်ရရသုံးမယ်နော်လုံးလုံးမရဘူးလား ဟေသုံးအဲ့ဒါမျိုးလေးလုပ်ရင်တို့သူတော်စင်တို့ရဲ့ဘဝသည်ဒါရောင်ရဲတင့်တယ်နိုင်တဲ့အတွက်ကြောင့်မို့မဖြစ်တဲ့အကုသို့မဖြစ်တော့ဘူးအဲ့ဒါမျိုးမဟုတ်ဖဲနဲ့ကိုကမရောင်ရဲနိုင်ရင်ကိုရှိတဲ့ပစ္စည်းကိုကြတော့အသုံးမကျအလကားပဲလို့ထင်ပြီးတော့မရသေးတဲ့ပစ္စည်းကိုဇွတ်လိုက်တာမျိုးတွေမရှိဘူးလားအေးရအောင်လိုက်တယ်ပြီးသွားရင်လက်ထဲရောက်ရင်အဲ့ဒီပစ္စည်းတွေတန်ဖိုးမရှိပြန်ဘူး မယောင်ရဲနိုင်တော့ဘူးဖြစ်ပြီးတော့နောက်ထပ်အသိလိုက်တာမရှိဘူးလားအဲ့ဒါမျိုးဖြစ်ပြီးတော့ចောင်းသားအရွယ်တွေမှာလည်းဘဝပျက်စီးတာမရှိဘူးလားသီးပွားရေးလောကမှာလည်းဘဝပျက်စီးတာမရှိဘူးလားဘာသာရေးမှာခေါင်းဆောင်နေကြတဲ့ယန်းလောကဘာသာရေးခေါင်းဆောင်ပြီးပင်ဘဝပျက်စီးသွားတာ ရှိတယ်ဟုတ်တယ်မို့လားဘာမလုပ်ရင်လဲမယောင်ရဲနိုင်ရင်ပြောကြည့်ပါမယောင်ရဲနိုင်ရင်ရတဲ့ပစ္စည်းရှိတဲ့ပစ္စည်းနဲ့ယောင်ရဲတင့်တယ်နိုင်တဲ့ဘဝရဖို့မလိုဘူးလား အဲ့ဒါမျိုးနဲ့နေတတ်ထိုင်တတ်အောင်လောကကိုကျင့်သုံးထားဖို့လိုတယ်တဲ့။ကဲဘယ်နှမျိုးရတော့။နံပါတ်၁ကအလိုနေခြင်း၊နှစ်ကရောင်ရဲနိုင်၊ရောင်ရဲလွယ်ခြင်းဘယ်နှမျိုး။နောက်စိတ်ငြိမ်ရာအရက်မှာနော်စိတ်ငြိမ်ရာအရက်မှာပျော်မွေ့ခြင်းတဲ့။ဘာလဲလဲ။စိတ်ငြိမ်ရာအရက်မှာပျော်မွေ့ခြင်း။အဲ့ဒီစိတ်ငြိမ်ရာအရက်ဒီစိတ်ငြိမ်ရာအရက်မှာပျော်မွေ့တဲ့ပုံစံတွေကိုဘုရားကသဘောကျ။ ဖရာကသဘောကျတယ်တို့သူတော်စင်များလောကလူဘဝနေတဲ့ပုဂ္ဂိုလ်ကဘုံကြီးရမ်းနဲ့ပို့ပြီးတော့ဂယုစိုက်တရားလေးတွေရှိတယ်ဘာလို့လဲပြောရင်လောကလူဘဝဆိုတာလူမှုရေးတွေများသလားမများဘူးလားဟေးလောကလူမှုရေးသာရေးတွေရောနာရေးတွေရောစုံနေအောင်မဟုတ်တော့မလားဘာသာရေးတွေ